ဖះเจ้าတွေကမထင်မှန်ထားတဲ့ကိုယ်ွယ်ပစ္စည်းများအပိုင်းနဲ့ယုံကြည်ခြင်းရဲ့နည်းနည်းနဲ့အမောင်အိတ်တွေကြားမှာတမိုင်းရဲ့လိုအပ်ချက်တွေအပြင်ထိုးစမ်းတဲ့ဖြစ်ရတီဟာရောရှန့်နေတယ်ပါရင်ဒီတစ်ခါမှာတော့ကက်သလစ်ချက်စ်မှာနှစ်ပေါင်းများစွာမြန်နိုးတံပိုးထားကိုယ်ွယ်ခဲ့ကြတယ်ကြားရသူတိုင်းအံ့ဩတုန်လှုပ်သွားစေနိုင်လောက်တဲ့ဓာတ်တော်မွေတော်ရဲ့အကြောင်းကိုအပိုင်းနှစ်ကိုပြပြပေးသွားမှာဖြစ်ပါရင်ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့စိန့်အန်တိုနီရဲ့ရှာတော်အကြောင်းပါ 1932ခုနှစ်မှာကွယ်လွန်သွားတဲ့စိန့်သူတော်စင်ရဲ့ခန္ဓာကိုယ်ကိုနှစ်ပေါင်း30ကျော်မှပြန်လည်တွေ့ဖော်ကြည့်တဲ့အခါမှာတော့တုံလုံး6ချားဆရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကိုတွေ့ခဲ့ရပါတယ်။အဲဒါကတော့ရှာဟာလုံးဝမပုံမတိုးပဲမာကျော်6တွေ့မသွားပဲအသက်ရှင်နေတဲ့လူတစ်ယောက်ရဲ့ရှာလိုမျိုးနေခဲ့ပြီးနူးညံ့နေတာပါပဲ။ဒါ့အပြင်သူ့ရဲ့မေယိုးအောက်ပိုင်းနဲ့အသက်အိုးတွေဟာလည်းထူးထူးခြားခြားကောင်းမွန်တဲ့အနေအထားမှာရှိနေတာတွေ့ခဲ့ရပါတယ်။ဖျားเจ้าတောင်ဝင်ရှိသူတွေကတော့ဒီအဖြစ်အပျက်ကိုဖျားသခင်ရဲ့အံ့ဖွယ်နမိတ်လက္ခဏာအဖြစ်မှတ်ယူခဲ့ကြပါတယ်။ ဆိုင်အန်တိုနီရဲ့တရားတော်တွေကိုဘုရားသခင်ကဂုံပြုတ်ချီးမြှောက်တဲ့အနေနဲ့သူ့ရဲ့ရှာကိုမဖျက်ဆီးပဲထိမ့်သိမ်းထားခဲ့တယ်လို့သူတို့ကယုံကြည်ခဲ့ကြတာပါ။ဒါကြောင့်သူ့ရဲ့ရှာနဲ့မေယိုကိုအီတလီနိုင်ငံဘဒူအာမျိုးကဆိုင်အန်တိုနီဘုရားเจ้าမှာပြသထားခဲ့ပြီးယနေ့တိုင်ဖူးမြော်နိုင်ဆဲဖြစ်ပါရင်ဆက်လက်ပြီးပြောပြချင်တာကတော့16ရာစုကဖုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ကမ်မီလက်စ်ဒီလယ်လစ်ရဲ့နှလုံးတော်အကြောင်းပါပဲ။ဒီဖုန်းတော်ကြီးကသူ့တက်တက်လုံးမှာနာမကျန်းသူတွေနဲ့တင်ကန်လေးလူနာတွေကိုပြည့်စုံဆောင်ရှောက်ဖို့အတွက်အချိန်ပေးခဲ့တယ်လို့လည်းဖြစ်ပါရင် ထောင်ချောင်းဟာ34ခုနှစ်ရောက်လို့သူ့ကွယ်လွန်သွားခဲ့တဲ့အခါမှာတော့သူ့ရဲ့နှလုံးသားကိုခွဲထုတ်ပြီးမြင့်မြတ်တဲ့မွေးတော်အဖြစ်တင်စီထားခဲ့ကြပါတယ်။အဲဒီနှလုံးသားဟာနှစ်ပေါင်း400ကျော်တဲ့အထိမပြည့်စုံပဲကဘာအနှံ့လှဲ့လှယ်ပြသခြင်းကိုလည်းခံခဲ့ရတာပါ။ဖျားချောင်းကတော့ဒီနှလုံးသားကိုတနာကျင်နာခြင်းတင်ကြတာအဖြစ်မှတ်ယူပြီးတင်စီထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာအသက်၄၀၀ကျော်တက်တန်းရှိတဲ့လူသားအင်ကအစဲပိုင်းအစစ်မှန်တစ်ခုဖြစ်တယ်ဆိုတာငြင်းလို့မရပါဘူး။ ဒီနေ့အချိန်ထိရောမမျိုးကစိတ်မေရီဘုရားเจ้าမှာရှေးအောင်အနာကုတ်ဖန်တက်တာလေးနဲ့တင်းစီထားတဲ့နှလုံးသားတော်ကိုတွေးခွင့်ရအောင်မှာဖြစ်ပါရင်နှစ်တည်းကြာညောင်းလာတာကြောင့်မဲမောင်မီတွန့်ရှုပ်သွားပေမဲ့ဒါဟာလူနှလုံးသားတစ်ခုဆိုတာကိုတော့အထင်ရှားသိနိုင်ပါသေးတယ်။တချို့ပြောကြတာကတော့ဒီနှလုံးသားကိုခွဲစိတ်စစ်ဆေးတော့ကပုံမှန်ထက်ပိုကြီးနေတာကိုတွေးခဲ့ရတယ်လို့ဆိုပါရင်အားကိုလည်းသူတော်စင်ရဲ့ကြီးမြတ်တဲ့ချစ်ချင်းမေတ္တာကြောင့်ဖြစ်မယ်လို့ယုံကြည်ခဲ့ကြတာပါ။ဒါကြောင့်ဒီနှလုံးသားရှေ့ကိုရောက်လာတဲ့လူတွေဟာအဲ့ဒီတက်တာလေးကိုအနမ်းပေးဖို့ဒါမှမဟုတ်အဲ့ဒီရှေ့မှာဆူတောင်းဖို့တန်းစီနေကြတာလည်းဖြစ်ပါရင် ဒီတစ်ခါပြောပြချင်တာကတော့ဖျားသခင်ရဲ့သားတော်ယေရှုခရစ်ကိုလဝါကတ်တိုင်တင်မသက်ခင်ခေါင်းပေါ်တင်ခဲ့တယ်လို့ယုံကြည်ရတဲ့စူးတရဖူအကြောင်းပါပဲ။ဒီမွေတော်ကြီးကိုပြည်နှိုင်ငံပါရီမျိုးကနော်ထရာဒန်ဖျားเจ้าကြီးမှာတင်စီထားတာပါ။မူလကတော့1200ပြည့်နှစ်တွေတုန်းကစိုးဆန်ခဲ့တဲ့လူဝိပင်းကဘိုင်ဇန်တိုင်းအင်္ဂလိပ်စီကနေဒီမွေတော်ကိုရရှိခဲ့တယ်လို့ယာစွင်းနေရှိခဲ့ပါတယ်။နောက်ပြီးဒီမွေတော်အတွက်ကုန်ကြစိတ်ကစိတ်ချပဲဖျားเจ้าကြီးကိုတိဆောက်တဲ့ကုန်ကြစိတ်ထက်တောင်ပိုများသေးတယ်လို့လည်းပြောနေကြတာပါ။ နောက်ပြီးဒီမွေတော်ကိုတင်းစီပူဇော်ဖို့တည်တံ့ဖျားเจ้าမှာစောက်ခင်ရတာဖြစ်ပါရင်အဲ့ချိန်ကနေစပြီးဒီတရဖူဟာပြင်သစ်မှာပဲရောက်ရှိခဲ့တာပါဘေးမျိုးနယ်တွေကနေတဆင်ချမ်းစီလက်ဆင့်ကန်းထိမ့်သိမ်းခဲ့ပါရင်ဒီတရဖူကတော့ချိန်နေနဲ့ရက်လုတ်ထားတဲ့ဆက်ဝိုင်းပုံစံပါပဲဘာလို့လဲဆိုတော့အဲ့ဒီတရဖူပေါ်မှာစိုးတွေမရှိတော့လို့ပါပဲရာဇုနှစ်ပေါင်းများစွာကလေးကတရဖူပေါ်ကစိုးတွေကိုဖယ်ရှားပြီးကိုရောပါတဝမ်းကဖျားเจ้าတိတိကိုဝေးမြပေးခဲ့တာပါဒါပေမဲ့ဒီစူးတက်တော်ရင်းအားလုံးကဒီတရဖူကနေတကယ်လာတာဟုတ်မဟုတ်ကတော့မပြောနိုင်သေးပါဘူး 2019ခုနှစ်မှာနော်ထရာဒန်မီလောင်ကဲတော့ကဒီမွေတော်ကိုမထိခိုက်စေပဲတည်ထောင်နိုင်ခဲ့ပါရင်ဖျားချောင်းခေါမိုးမပြိုကျခင်မိသက်သမားတွေနဲ့ဘုန်းတော်ကြီးတွေကဝင်ရောက်ပြီးအဲ့ဒီတရက်ဖူကိုထုတ်ယူခဲ့တာပါဒီနေ့ဒီချိန်ထိတော့မွေတော်ကိုလုံခြုံတဲ့နေရာမှာထားရှိပြီးအထူးအခါတာမရတွေကြမှာပဲလူများမြင်အောင်ထုတ်ပြတာပါတကယ်ကိုတမိုင်းဝင်ပြီးအဖိုးတန်တဲ့မွေတော်ကြီးတစ်ခုလည်းဖြစ်ပါရင်နောက်ထပ်ထူးဆန်းတဲ့မွေတော်တစ်ခုကတော့စိတ်ကျွန်ဘက်ပတိရဲ့ခေါင်းဖြတ်ခံထားတဲ့ဥကောင်းတော်တွေပဲဖြစ်ပါရင်ကမ္ဘာတဝက်မှာစိတ်ကျွန်ဘက်ပတိရဲ့ဥကောင်းတော်လို့အမည်ခံထားတဲ့မွေတော်တွေအများကြီးရှိနေတာပါ အကြောကြားဆုံးကတော့ပြည်ထောင်နိုင်ငံ MAN ဖျားဆောင်ကမွေတော်ပါပဲ။ထောင်နေရာ6ခုနှစ်မှာ Wallet Dancer လို့ခေါ်တဲ့စစ်တီတူကကွန်စတန်တီနိုပယ်ကနေယူလာခဲ့တယ်လို့ပြောကြပါရင်ဒီဥကောင်းတော်ကိုတော့ခန်းထားတဲ့မွေတော်ထဲခွဲနဲ့ပူဇော်ပြသထားပြီးအဓိကဖျားဘူးနေရာတစ်ခုလည်းဖြစ်နေခဲ့တာပါ။ဒါပေမဲ့စိန့်ဂျွန်ဘက်ပတိရဲ့ဥကောင်းဟာဒါတစ်ခုလည်းမဟုတ်ပါဘူး။နောက်တစ်ခုကရောမမျိုးကဘာစီလီကာအော့ဖ်ဆန်စီဘက်စထရိုမှာလည်းရှိနေတာပါ။ဒါအပြင်မြူးနစ်နဲ့ဆီးရီးယားကဖျားချောင်းနေမှာလည်းရှိနေသေးတယ်လို့လည်းပြောနေကြတာဖြစ်ပါရင် ဘယ်မွေတော်ကအစစ်မှန်လဲဆိုတဲ့ထောက်ထားတွေကတော့တိတိကျကျမတွေ့ရပါဘူးတချို့ကလည်းနမဲတူတော်စင်ကြီးတွေဖြစ်မယ်ဆိုပြီးယုံကြည်နေခဲ့ကြတာဖြစ်ပါရင်ဒါပေမဲ့ပြင်သစ်မှာရှိတဲ့ဥကောင်းတော်ကတော့မှတ်တမ်းမဲ့ရပေါ်ဆောင်နေတယ်လို့ဖျားချောင်းကိုလည်းဒီမွေတော်ကြောင့်တိစောက်ခဲ့တာကြောင့်စိန့်ဂျွန်ဘက်ပတစ်အစစ်မှန်ဖြစ်မယ်လို့ယုံကြည်ရနိုင်ပါတယ်ဒီတစ်ခါပြောပြပေးချင်တာကတော့စပိန်သီလရှင်တူဖြစ်တဲ့ Saint Teresa of Avila ရဲ့ခန္ဓာကိုယ်အစေပိုင်းမွေတော်တွေအကြောင်းပါပဲ1982ခုနှစ်မှာကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းခန္ဓာကိုယ်ကိုပြန်လည်တူဖော်ကြည့်တဲ့အခါမှာတော့ လုံးဝပုံသွိုးပြည့်စည်ခြင်းမရှိဘဲမူလအတိုင်းရှိနေတာကိုတွေ့ခဲ့ရပါတယ်။ဒီလိုမပြည့်စည်ဘဲရှိနေတာကိုမြင့်မြတ်ခြင်းရဲ့လက္ခဏာတစ်ရပ်ဖြင့် chess ကမှတ်ယူခဲ့ပါတယ်။ဒါကြောင့်ဒီခန္ဓာကိုယ်ကိုတိမ့်စီးဖို့ဆုံးဖြတ်ခဲ့တာပါ။နေ့တိုင်းကြာလာတဲ့အများသူမရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပိုင်းခြားပြီးဟိုရောဘတဝန်ကဖျားเจ้าနေစီပို့ဆောင်ပေးခဲ့ပါတယ်။နှလုံးတော်ကိုအဗီလာမျိုးကဖျားเจ้าမှာထိမ့်သိမ်းထားပြီးဘယ်ဘက်လက်မောင်းနဲ့လက်ကိုတော့ရောမမျိုးကဖျားเจ้าမှာမမောင်းနဲ့ထည့်ပြီးပြသထားပါတယ်။ညာဘက်ခြေဘွားကတော့ပေါ်တူဂီကလစ်ဘွားမှာရှိနေတာပါ။ တခြားစိတ်ပိုင်းတွေဖြစ်တဲ့မေယုအပိုင်းစာလေးတစ်ခုနဲ့လက်ချောင်းတစ်ချောင်းကိုလည်းကဘာတဝမ်းကဖះချောင်းတည်တိမှာထားရှိပါတယ်။ချက်ကစိမ့်တိလာရှင်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုမြင့်မြတ်တဲ့အမွေတော်တွေဖြင့်ထိန်းသိမ်းပြီးပြန်ပွားစေခဲ့တာပါ။တခုချင်းစီတိုင်းကလည်းဖះဘူးအဲ့တဲ့တွေကိုဆဲဆောင်နေတာတွေ့ရပါတယ်။အထူးဆန်းတာကတော့နှလုံးတော်ကပဲလူအများဆုံးရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တာပါ။နောက်ထပ်ပြောပြခြင်းတဲ့ဓာတ်တော်ကတော့စိတ်မေရီမက်ဒလင်းရဲ့ညာဘက်လက်မောင်းနဲ့လက်အကြောင်းပါ။ဒီဓာတ်တော်ကိုရောမမျိုးကဒိုမီနီကန်ဖះချောင်းမှာထားရှိပါတယ်။ ဒီလမောင်းတော်ကယေရှုရဲ့ခြေပွားကိုစီမွေးလိမ့်မိခဲ့တဲ့လမောင်းဖြစ်တယ်လို့ယုံကြည်ကြတာကြောင့်အထူးတလည်မြင့်မြတ်တယ်လို့မှတ်ယူထားကြပါတယ်။ရွှေသားကော့ဖန်ပြွန်ထဲမှာဒီလမောင်းတော်ကိုတန်ဖိုးထားသိမ်းဆီးခဲ့ပြီးလုံခြုံရေးနဲ့တင်းကျပ်ထားတာပါ။အထူးခင်ဗျာတန်မြားတွေမှာတော့လူများကြည့်ရှုဖို့ထုတ်ပြတက်ပါတယ်။စိတ်မေရီမက်ကလင်းရဲ့ခနာကိုအစိပိုင်းကိုချက်တီကပိုင်းဆိုင်တယ်လို့ခိုင်မာပြောတာဒါတခုလည်းတော့မဟုတ်ပါဘူး။သူမရဲ့ဥကောင်းကွန်လို့ယူဆရတဲ့မွေတော်ကပြင်သစ်မှာရှိပါတယ်။ အယုဇမင်းသွားစားတဲ့တခြားသိငယ်တဲ့တက်တော်တွေကိုလည်းဥရောပတဝမ်းကဖျားเจ้าတွေကပိုင်းဆိုင်ကြောင်းပြောကြားထားခဲ့တာပါရောပါမှာရှိတဲ့လက်မောင်းကတော့အချိန်အတော်ကြာကလေးကရှိခဲ့ပြီးအကျော်ကြားဆုံးမွေတော်တစ်ခုလည်းဖြစ်ပါရင်ဒါပေမဲ့အမှတ်တမ်းမှတ်ရခံခံမမှမရှိရကြောင်းအငင်းပွားစရာတွေလည်းရှိနေခဲ့တာပါဘလိုပဲဖြစ်ဖြစ်ချက်ကတော့ဒီတက်တော်ကိုအစစ်အမှန်လို့သဘောထားပြီးယာစုနဲ့ပေါင်းများစွာကလေးကကိုးကွယ်ခဲ့တာပါဒီအပိုင်းမှာတော့ယေရှုခရစ်နဲ့ပတ်သက်တဲ့ထူးခြားတဲ့မွေတော်တစ်ခုအကြောင်းကိုပြောပြပေးခြင်းပါရင်ပထမတစ်ခုကတော့ Cedarian of Avito ပဲဖြစ်ပါရင် ဒါကယေရှုကိုလက်ဝါးကတိုင်တင်ကွက်မြက်ပြီးတဲ့နောက်ခေါင်းကိုပတ်ထားတယ်လို့ယုံကြည်ရတဲ့အစွန်းထင်းပါတဲ့အဝိဇ္ဇာတစားပါပဲ။တွင်ယုတ်ကလက်လိုမျိုးခန္ဓာကိုအပြည့်ပုံရိပ်ပါတာမဟုတ်ပေမယ့်ဒါက34လက်မပတ်လဲ27လက်မပတ်လဲကန်းရှိတဲ့သေးငယ်တဲ့အဝိဇ္ဇာလေးတစ်ခုလည်းဖြစ်ပါရင်စပိန်နိုင်ငံမြောက်ပိုင်းကဖျားချောင်းတစ်ချောင်းမှာထိမ့်သိမ်းထားတာပါ။ဒီအထင်စားရဲ့တမိုင်းချောင်းကတော့900ယူနှစ်မှာပါရှန်ကျူးကျော်သူတွေရဲ့ရန်ကနေကင်းဝေးဖို့ဂျေရုဆလင်ကနေယူဆောင်လာခဲ့တယ်လို့ဆိုပါရင် ပြီးတော့မြောက်အာဖရိကကနေတက်ဆင်မွတ်စလင်ကျူးကျော်မှုတွေကနေထွက်ပြေးလာတဲ့ခရစ်ယာန်တွေကစပိန်ကိုသင်ဆောင်လာခဲ့တာပါအနည်းဆုံး၈၀၀ပြည်နေကလေးကရှိနေခဲ့ပြီးမှတ်တမ်းမှတ်ရာတွေကလည်းခက်ခဲမမရှိခဲ့ပါတယ်တူရင်ယုတ်ကလပ်လိုနိုင်ငံအာယုံဆိုင်မှုတော့မရပါပေမဲ့စပိန်မှာတော့အရေးပါတဲ့မွေတော်တစ်ခုအဖြစ်သတ်မှတ်ထားပါတယ်ဒီနေ့ကိုအနည်းငယ်များသာထုတ်ပြတက်ပြီးကျန်တဲ့အချိန်တွေမှာတော့အလုံးပိတ်ထားတဲ့မှန်ဗီဒီယိုထဲမှာတောက်ခတ်ထားပါတယ်ဒီမွေတော်ကယေရှုနဲ့ဆက်ဆက်တဲ့ဒေတော်တွေထဲမှာတက်တန်းအရင်ဆုံးနဲ့အနက်နည်းဆုံးဒေတော်တစ်ခုပါပဲနောက်တစ်မျိုးကတော့ကန်ချမာလှန်လို့လည်းခေါ်တဲ့တန်းစင်သောလှန်တော်အကြောင်းပါ ဒီလဟာရောမစစ်သားလိုင်းနက်ကယေရှုလဝါကတိုင်ပေါ်မှာအသက်ထွက်ခံတဲ့အချိန်သူ့ဘေးဘက်ကိုထိုးခဲ့တဲ့လှံဖြစ်တယ်လို့ပြောကြပါတယ်။ဂျွန်ခရဝင်ကျမ်းမာတဲ့ဒီအကြောင်းကိုဖော်ပြထားပြီးအချိန်ကြာလာတဲ့အများလူတွေဟာအစ်စ်အမှန်လှံကိုပိုင်ဆိုင်တယ်လို့အခိုင်အမာပြောလာကြတာပါ။အကြောကြားဆုံးလှံကတော့ဩစတြေးလျနိုင်ငံအော်ဘာပလိတ်မှာထိန်းသိမ်းထားပါတယ်။ဒါကတန်လန်ရှေတစ်ခုဖြစ်ပြီးအလဲမောင်းသေးငယ်တဲ့အပေါတစ်ပေါက်ပါရှိကအဲ့အပေါက်ထဲမှာလဝါကက်တိုင်တင်ခြင်းကရတဲ့တန်ချောင်းတစ်ချောင်းမြုပ်ထားတယ်လို့လည်းပြောနေကြတာပါ။ အလဲခေတ်ကာလမှာဒီလန်ဟာမွေတော်ဆိုတာထက်ပိုပါရင်အထူးသဖြင့်ဟော်လီရိုမန်အင်ပါယာတွေကအာနာရဲ့အသင်္ကေတအဖြစ်ရှုမြင်ခဲ့ကြလို့ပါပဲ။ဧကရိတောင်ဒီလန်ကိုစစ်ပွဲတွေနဲ့ယူဆောင်သွားခဲ့တယ်လို့ပြောကြပါရင်အဲနောက်ပိုင်းမှာတော့မတူညီတဲ့ဧကရိတွေစီကအာနာရဲ့မြင့်မြတ်တဲ့အသင်္ကေတအဖြစ်လက်ဆင့်ကမ်းတည်ဆောင်ခဲ့ကြတာပါ။ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ဒီလန်ဟာအာနာရှင်ရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပါရင်ဒီလန်ဟာသူတို့ရဲ့စစ်တပ်ကိုတဘောအလုံးစွမ်းအားတွေပေးမယ်လို့ယုံကြည်ခဲ့ကြတာကြောင့်ပါပဲ။1938ခုနှစ်မှာဂျာမန်တွေကသိမ်းယူခဲ့ပြီး1945ခုနှစ်မှာအမေရိကန်တပ်တွေပြန်လည်ရရှိခဲ့တဲ့အထိဖြစ်ခဲ့ပါသေးတယ်။ တကယ်တော့ကမ္ဘာတဝက်မှာအစွမ်းထက်တဲ့လမ်းမျိုးစုံရှိပါရင်အာမေးနီးယားမှာတစ်ခု၊ဗာတီကန်မှာတစ်ခု၊ပါရီမှာနောက်တစ်ခုရှိပါသေးတယ်။ဒါပေမဲ့ဩစတြေးလျကဗီယက်နာလမ်းကတော့အကျော်ကြားဆုံးပါပဲ။အနော်ရထားရဲ့အရင်းနမလမ်းအကြီးရှိနေသေးတယ်ဆိုရင်လည်းဒီစင်းနဲ့ဝင်သွားမှာပါ။ဒီနောက်ဆုံးအပိုင်းမှာတော့ခနာကိုတစ်ခုလုံးကိုရွှေချထားတဲ့တက်တော်ရင်ကြေကွဲပွေအောင်အာဇာနည်တစ်ပါးရဲ့ဥကောင်းတက်တော်ရင်အကြောင်းကိုပြောပြပေးခြင်းပါရင်ပထမဦးဆုံးအနေနဲ့စိန့်ဘိုနီဖိတ်အော့ဖ်တာဆက်ရဲ့အရိုးတော်ရင်အကြောင်းပါ။ဒီတက်တော်ကိုမြို့နေမြို့ကစိန့်မာတင်နဲ့စိန့်နီကိုလက်ဘုရားကျောင်းတွေမှာပြသထားတာပါ။ အောင်ဆရာကောင်းတာကတော့အယိုးတော်တစ်ခုလုံးကိုရွှေနဲ့မွေဖုံးအုပ်ထားပြီးကျောင်းမြေန္တနာတွေအပါအဝင်ခန်းထားတဲ့ဝိယုံတွေဝစ်ဆင်ပေးထားတာတွေ့ရတာပါပဲ။စိန့်ဘိုနီဖိအာ၄၀၀စုမှာခရစ်ယာန်ဘာသာကိုပြောင်းပြီးအာဇာနည်ဖြစ်ခဲ့တဲ့ယောမစစ်သားတူပါ။တဏှာရဆိုရင်သူဟာယောမနတ်ဘုရားတွေကိုကိုးကွယ်ဖို့ညှင်းဆန်ခဲ့တာကြောင့်ခေါင်းဖြတ်အသက်ခံခဲ့ရတယ်လို့ဆိုပါရင်သူရဲ့ယုတ်ကလပ်ကိုယောမမျိုးစီရှေ့ပြောင်းခဲ့ပြီးရာစုနည်တွေကြတော့ဂျာမနီကိုရောက်လာကလူတီများတဲ့တက်တော်ဖြစ်လာခဲ့တာပါ။နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့စိန့်အော်လီဗာပလန်ကက်ရဲ့ဥကောင်းတော်အကြောင်းပဲဖြစ်ပါရင် ဒီချက်တော်ကိုအိုင်ယာလန်ကစိတ်ပီတာဖျားเจ้าမှာပြသထားတာပါဟိုကောက်တော်ကမှောင်ပြီးတရီလိုမှာကျောင်းနေပေမဲ့မျက်နှာအတွင်ပြင်တွေကိုတော့မြင်နိုင်ပါသေးတယ်။နောက်ပြီးစံတော်တချို့တော်ရှိနေပါသေးတယ်။ဒီမွေတော်ကိုကဘာတဝမ်းကလူတွေကလည်းလာရောက်ဖူးမြော်ကြပါတယ်။ဘာလဲဆိုတော့ဒီထူးကြတဲ့တမိုင်းเจ้าရှိနေလို့ပါပဲ။ပလန်ကက်ဟာ1625ခုနှစ်မှာမွေးဖွားခဲ့ပြီးကက်သလစ်ဘာသာဝင်ကောင်းဆောင်တူဖြစ်ရင်အန်နီယန်ရှိနိုင်တဲ့အချိန်မှာအိုင်ယာလန်ရဲ့ဘာသာရေးကောင်းဆောင်ဖြစ်လာခဲ့တာပါ။အဲဒီချိန်တော့ကအင်္ဂလိပ်အာဏာပိုင်တွေကအိုင်ယာလန်ကကက်သလစ်ဘာသာကိုအကြီးကျယ်နှိမ်နှင်းနေကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်ပလန်ကက်ကို ်ချင်းချောင်းမှုတစ်ခုအဖြစ်ရှုမြင်ခဲ့ကြပါတယ်1689ခုနှစ်မှာပလန်ကက်ကပြင်သစ်တက်တွေကိုအိုင်ယာလန်နဲ့ခေါ်သွင်းပြီးပုံကံမှုတွေကိုဖန်တီးဖို့ကြံစီတယ်လို့ဆိုဆွဲခံခဲ့ရပါတယ်တကယ်တော့ခိုင်မာတဲ့တက်တွေအထောက်အထားမရှိခဲ့ပါဘူးဒါမှမဟုတ်ဒါကအရင်မရှိပါဘူးသူ့ကိုလန်ဒန်ကိုခေါ်ဆောင်သွားခဲ့ပြီးနိုင်ငံတော်တစ္ဆာဖောက်မှုနဲ့ပြည်တံချမှတ်ခံခဲ့ရတာပါ1682ခုနှစ်ဇူလိုင်လတရနေ့မှာတော့ပလန်ကက်ရဲ့ခြေလက်တွေကိုကျိုးချီကမင်းနဲ့ဆွဲပြီးလေးပိုင်းဖြတ်တက်ဖြတ်ခဲ့ပါတယ်။ပြီးတော့အစိအပိုင်းတွေကိုနေရာနှစ်ခုမှာခွဲပြီးမြုပ်နှံခဲ့တာပါ ဒီအချိန်မှာသူဦးကောင်းကတော့သူ့မျိုးဆွေမျိုးတွေစီကိုရောက်ရှိခဲ့ပြီးနောက်ဆုံးမှာသူ့ရဲ့မိမလေးတူကဖွင့်လှစ်ထားတဲ့ကွန်ဖစ်တစ်ခုစီရောက်လာခဲ့ပါတယ်။အဲဒီမှာ1922ခုနှစ်အထိဝတ်ထားခဲ့ပြီးမှစိမ့်ပြည်သာဖျားเจ้าကိုယူဆောင်လာခဲ့ကယနေ့တိုင်ပြသထားစေဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။အဆုံးကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။